ြီးမြင့်ယူဝေရဲ့တုံမတူသူများဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်ဒေါ်လာ6သိန်းခွဲနဲ့လူစုစုပေါင်းငွေမှာဒေါ်လာ6သိန်းခွဲဒီငွေတို့ကိုသူသည်ဗအိတ်တစ်လုံးတွင်ထည့်ပြီးတာလီယာရဲ့သို့ယူဆောင်သွားသည်6နှစ်ကြာမြောက်ဘုဘောမမချတရားတစ်ချက်မှမပြောင်းပြန်အောင်ဂိမ်းသိမ်းဆောင်ရှောက်ထားသည်သူကအီရှန်ဂရင်းဟယ်ရစ်ဆိုသူဖြစ်သည် သူသည်1818ခုနှစ်တွင်မွေးဖွားပြီး1898ခုနှစ်မှာကွယ်လွန်ခဲ့သူဖြစ်သည်။ American ပြည်တနစီပြည်နယ်ဘီရင်ကန်ဖြစ်သူဘီရင်ကန်ဖြစ်ပြီးမကြာမီမှာပဲ American ပြည်တွင်စစ်ဖြစ်ပွားသည်။1862ခုမှစ၍တောင်ပိုင်းနှင့်မြောက်ပိုင်းတို့တိုက်ခိုက်ကြသည်။ဘီရင်ကန်ဟဲရစ်သည်မြောက်ပိုင်းဘက်မှရပ်တည်သည်။သူသည်မြောက်ပိုင်းတပ်တွင်တာမန်စစ်သားတို့ဖြစ်စီရင်သွင်းကပါဝင်တိုက်ခိုက်သည်။သူသည်သူ့မြို့သူ့အိမ်ကိုဆွန့်ခွာလျက် ။ဒိနေကြများနေနေရဲရဲသူခြိတက်ကစစ်ပွဲများတွင်ပါဝင်တိုက်ခိုက်ခဲ့သည်။ထူးခြားသည်ကဒီလိုစစ်မြေထွက်၍တိုက်ခိုက်ရာတွင်ဒေါ်လာ6ဘီလီယံခွဲကိုလည်းသူနှင့်မကွဲမကွာယူခဲ့ခြင်းဖြစ်သည်။ရင်းငွေတို့ကိုအိမ်တွင်ထားခင်ရန်စိတ်မချသဖြင့်လွယ်အိတ်ကြီးတစ်လုံးတွင်ထဲကသူ့ကိုယ်တွင်လွယ်လျက်ယူဆောင်လာခဲ့ပေသည်။တောင်ပိုင်းနှင့်မြောက်ပိုင်းတို့သည်လိမ့်နေကြများတိုက်ခိုက်ပြီးသောအခါ1865ခုတွင်ပြည်တွင်းစစ်ပြီးဆုံးသွား၏။မြောက်ပိုင်းတပ်များရင်းနေသဖြင့်အလုံးလက်နက်ချလိုက်ကြရသည်။ ။ဘင်ငန်ဟဲရီဒီနေရင်းမြို့သူမပြန်နိုင်မက္ကဆီကိုနှင့်အင်္ဂလန်တို့တွင်တွားရောက်နေထိုင်ခဲ့သည်။နနေ့ခန့်ကြသောအခါတွင်မှ သူမြို့သူပြန်ရောက်လာသည်။သူကသူနှင့်အတူယူသွားသောငွေများလည်းပါလာသည်။ထုံငွေများကသူပိုင်ငွေများမဟုတ်ပြည်သူပိုင်ငွေများဖြစ်သည်။တင်းနစီပြည်နယ်ဆိုရာကြောင်းရန်ပုံငွေများဖြစ်သည်။ပြည်ရင်းစစ်မဖြစ်မီကတက်ဆိုင်ရာတို့ကထုံငွေများကို ဘီငံဖြစ်သောသူထံအနံ့ထားကြသည်သူကတာဝန်ယူထိမ့်သိမ်းထားရသည်ပြည်တွင်းစစ်ဖြစ်ပေါ်သောအခါသူသည်သူပိုင်ငွေများကိုဂယုမဆိုင်နိုင် သူကိုယုံကြည်စွာအနံ့ထားသည့်ထုံငွေများမပြောက်မရှားရအောင်သောအထုဂယုပြုထိမ့်သိမ်းဆောင်ရှောက်ခဲ့သည်ယင်းတို့ကိုမျက်စိအမှားအပြောက်မကန်သွားလျာသို့ယူဆောင်သွားခဲ့သည်သူတို့သူဒီငွေကြီးအကြက်တန်းနှင့်ဂျုံတွေ့ခဲ့သည်စားတောင်းနေထိုင်အဆင်မပြေဖြစ်ခဲ့၏ ို့ရရင်သူဒီထုံလေးတို့ကို မတို့မထိတပြားတစ်ချက်မှယူမသုံးခဲ့ပေ၆နှစ်ကြာ၍သူမျိုးတို့ပြန်ရောက်လာသည်နှင့်တပြိုင်နက်ထုံငွေဒေါ်လာ၆သိန်းခွဲကိုတက်ဆိုင်ရာတာဝန်ရှိသူတို့ထံပြန်လည်ပေးအပ်ခဲ့ပေသည်ထိုကြောင့်ကိုကြားသိရသူတိုင်းသူစိတ်ဓာတ်ကိုမချီးကျူးပဲမနေနိုင်ကြပေနောက်တစ်ပုဒ်ကတော့မြင့်မြတ်သူဖြစ်ပါတယ်ကမ္ဘာကျော်ရုရှားစာရေးဆရာကြီးလီယိုဒေါ်ရှိုင်းဒီလီစာကြည်ညိုဖွယ်ရာစာရုပ်ကိုရေးနိုင်သည့်နည်းအမျှ တစ်ဖက်ကလည်းလေးစားကြည်ညိုခွေရာစိတ်ထားမျိုးကိုထားနိုင်သူဖြစ်သည်လေးစားကြည်ညိုခွေရာအပြုမူအကျင့်ကြံမျိုးကိုပြုမူကျင့်ကြံနိုင်သူဖြစ်သည် trust right ဒီမေတ္တာစိတ်ကရုဏာစိတ်ထားရှိရရင်လည်းအလောက်ကိုမျက်နှိုးစွာလောက်ကံရရင်လည်းလောဘကိုထိန်းချုပ်ရရင်လည်းအံ့ဩဝယ်စွမ်းဆောင်နိုင်သူဖြစ်လေသည်တို့တို့စွမ်းဆောင်နိုင်သောဘဝမျိုးတို့ရောက်လာရင်လည်းသူသည်စိတ်ဓာတ်ကိုမျိုးမျိုးကြံ့ခိုင်စေက အနစ်နှင့်အလားလားအကျိုးပန်းကြရပေသည် တော်စရိုင်းဒီဇာတိအပြင်အလွန်ကုန်လျေရှိသည့် movement မျိုးနွယ်မှဆင်းသက်ပေါက်ဖွားလာပြီးဖြစ်သည်သူဖခင်ဒီအမတ်ကြီးဖြစ်သူမိခင်ဒီမိမျိုးမင်းနွယ်သူဖြစ်သည်ထို့ကြောင့်လဲတော်စရိုင်းဒီခန့်ဟူသောအမတ်ဘွဲကိုခံယူနိုင်ခဲ့သည်သူသည်မျိုးရုံးအားဖြင့်ဤသို့ကြီးမြင့်သည်နှင့်အမျှပစ္စည်းဥစ္စာလည်းလွန်စွာကျွဲဝချမ်းသာသည်သူကိုထူးလာနေယာစနိုင်ယာပလျာနာကျေးရွာရှိအလွန်တရာခန္ဓာကြီးကျေလာသောအိမ်ကြီး၌မွေးဖွားသည်ထိုအိမ်ကြီးမှာခန်းပေါင်း၄၄ခန်းရှိ၍ အစီကံပေါင်း24ရောက်ထားရှိသည်ထိုအိမ်ကြီးဝင်းကျင်၌ဧကပေါင်းများစွာကျင်းဝင်းသောနေရာမြင့်များရှိသည်ထိုနေရာမြင့်များတွင်ရာပေါင်းများစွာသောတောင်သူလက်သမားများသည်အလုပ်လုပ်ကြသည်ထိုအိမ်ထိုရာထိုလက်သမားများအားလုံးကိုတော့စရိုင်းပိုင်ဆိုင်နေသည်ထိုများမကမော်စကိုမြို့ကြီးပေါ်ရှိအိမ်ကြီးတစ်လုံးကိုလည်းပိုင်ဆိုင်သေးသည်စင်စစ်ဒေါ်စရိုင်းသည်အလုံးမလုံးပဲတစ်သက်လုံးထိုင်ရှားတော်လည်းမကုံထိုင်သောဥစ္စာစည်းစိမ်တို့ကိုပိုင်ဆိုင်ထားသူဖြစ်နေသည် ပြောရစဉ်ဘွားကတော်ဆိုင်သည့်တမန်ပုဂ္ဂိုလ်ဝင်ဖြစ်ထို့ကြောင့်သူသည်ထိုစည်းစိမ်တို့ကို ခုံမင်သည့်တမန်သည်ထိုစည်းစိမ်ဥ္စာရုဏရည်မှုခဲ့သည်ထိုစဉ်ကသူသည်နာဝိဆံဝိဆိုသည့်အဝိကုမဝိသည်ကောင်းပိညွန့်ပိဆိုသည့်အစာစာကုမစား၏ပျောပအတောက်စာနောင်ကစားစသည့်မကန်းမှုဟုသေး၍အကုန်လုံးသည် တက္ကသိုလ်၌ပညာရှိမှုစဉ်အပျောပအတောက်စာတို့ဖြင့်အချိန်ကုန်ခဲ့သည်ဖြင့်စာမီဝဲ၌အကြီးအကျယ်ကြာရှုံးသည့်အထိဖြစ်ခဲ့နေသည် တို့ရရင်နောက်ဆုံးနိုင်သူဒီအမြင်မှန်ရလာ၏စီစဉ်ဥစ္စာဤအနှစ်သာရကိမဟန်ကိုတည်လာသည်စီစဉ်ဥစ္စာ၌ရင်မူခြင်းအဖြစ်ကိုမြင်လာ၏တစ်ဖက်ကလည်းစိရသာတောင်းမှုလက်သမားများ၏ဒုက္ခကိုတည်မြင်ကမေတ္တာစေကုဏာစေများတစ်ပွားပွားပေါ်ပေါက်လာသည်ထိုကိကရုရှားလက်သမားများမှာမိဘရှင်တို့၏ကြေကျွန်ရ၌တည်ရသည်မိဘရှင်တို့သည်လက်သမားတို့၏လုပ်အားကိုထင်သလိုကောင်းမွန်ဖြန့်နိုင်သည်သာမကသူတို့ကို ဖြစ်ထန်လဲပေးနိုင်သည်သူတို့၏သားသမီးကညာများကိုလည်းတိမ့်ပိုင်နိုင်ခြင်းရှိ၏ သူတို့ဒီအလွန်အတိဒုက္ခရောက်ကြရရှာသည်ဒေါ်ရှိုင်းဒီသူတို့ဤဘဝကိုကောင်းစွာဆန္ဒမိကသူရင်နိုင်မေတ္တာစေကရုဏာစေတို့ထူးခြားစွာပွားပါခဲ့သည်ဤသို့ရှိစဉ်သူသည်စစ်ထဲသို့ဝင်လာရာသူရင်နိုင်မေတ္တာစေကရုဏာစေတို့သည်ပုံမပြေရှံလာလေသည်စီးစိန်ကိုရင်မှုသည့်ဘဝမှာလွတ်မြောက်ရဟူသောအကြံဖြင့်သူသည်စစ်ထဲသို့ဝင်လာသည်ခရမီးယားနယ်စစ်ပွဲ၌ပါဝင်တိုက်ခိုက်ခဲ့ဤတွင်သူသည်စီးရဲပင်မလှသောထိုခေတ်ရုရှားစစ်သားများ၏ဘဝကိုလည်းခံစားမိသည်စီးဤလက်ထာယုံများကိုလည်းသိခဲ့သည် ရည်တို့ကိုအခြေပြု၍စီဗက်စတိုပါမြို့မှပုံပြင်များစာအုပ်ကိုသူရေးလိုက်သည်သူစာအုပ်သည်တမဟုတ်ချင်းထင်ရှားကျော်ကြားသွားသည်လူတိုင်းလူလိုပင်ဖက်ရှုကဆွေးနွေးကြသည်ညှိကုံကြသည်ထိုထဲတွင်ထိုကိရုရှားနိုင်ငံကိုအုပ်ချုပ်သောဇာပြင်လည်းဒူးပါဝင်ဖြစ်ဇာပြင်သည်ဒရစရိုင်းဥပညာဉာဏ်စွမ်းကိုလေးစားမိသည်ထိုကြောင့်သူကအနုပညာရှင်ပါရမီရှင်တယောက်သည်အသက်ဘိအန်ဒီရဲ့စိုးရိမ်ရသောစစ်ပွဲတိုင်းပါဝင်နေ၍မသိမှုဆိုကဒရစရိုင်းကိုစစ်တပ်မှနှုတ်ထွက်စေခဲ့လေသည် ဒေါ်စရိုင်းဒီစစ်တပ်မှထွက်လာပြီးတော့ကသူ့ရင်နိုင်ကိန်းအောင်နေတော့စေတနာကိုအကောင့်ထဲပေါ်ရန်အစွမ်းကုန်ကြိုးစားလေသည်ဒိုစေတနာတို့ကစီဟဲသားလည်းသမားတို့ပေါ်ရင်ချစ်ခင်ကျေးနာသောစေတနာပဲဖြစ်သည်သူသည်သူပိုင်ဆိုင်သောလေယာမလေသမားများကိုကြေးကျွန်ပွားမှလွတ်စေခဲ့သည်တခြားသောလေသမားများကိုလည်းထိုနည်းတူလွတ်မြောက်ရန်ဆောင်ရွက်ခဲ့သည် လယ်သမားတို့၏သားသမီးငယ်များအတွက်ကျောင်းထောင်ကသူကိုယ်တိုင်စာသင်ပေးသည်တပည့်ကလည်းလယ်သမားတို့အကျိုးအတွက်စာရေးသည်လူသားတို့အကျိုးအတွက်စာရေးသည်ထို့ပြင်စီစဉ်ဥစ္စာတို့၏အနှစ်သာရကင်းမဲ့ဟန်ကိုထွတ်ထွင်းသိမြင်သူပြီးပြီးထိုစီစဉ်ဥစ္စာတို့ကိုလည်းတစ်ခုပြီးတစ်ခုဆွံ့လွှတ်ခဲ့သည်ဒေါစရိုင်းဒီအသက်50ကျော်အရွယ်ရောက်သောအခါကျွန်ုပ်၌စားစာပေါများစွာရှိ၍တမသူ၌ဘာမှမရှိသေး၍ကျွန်ုပ်စိတ်ချမ်းသာနာမည်မဟုတ်ပါ ကျွန်တို့နိုင်ကောအင်ဂျင်နီတဲ့ရှိ၍ကဘာသူနိုင်တထဲမရှိသေး၍ကျွန်တို့စိတ်ချမ်းသာလာမည်မဟုတ်ပါဟုဆိုကာရှိသည်များစည်းစိမ်ဥစ္စာတို့ကိုစွန့်ရန်ဆုံးဖြတ်လိုက်သည်စည်ရသားလက်သမားဘဝဖြင့်နေထိုင်ရန်တန်ထိတ်ထန်ချလိုက်သည်တို့စည်းစိမ်ဥစ္စာတို့ကိုလည်းစည်ရသားလက်သမားတို့ကိုဝေးငှလူတန်းရန်စီစဉ်သည် ထိုအချိန်တွင်သူတွင်ဇနီးနှင့်သားသမီး73ယောက်ရှိနေပြီသူဇနီးကသူနှင့်စိတ်သဘောထားချင်းတိုက်ဆိုင်သူမဟုတ်သူကဲ့သို့လောဘကိုထိန်းချုပ်နိုင်သူမဟုတ်သူကဲ့သို့မေတ္တာစိတ်ကရုဏာစိတ်ကြီးမားသူမဟုတ်ထို့ကြောင့်သူအစီအစဉ်ကိုပြင်းထန်ကန့်ကွက်ပြီးနောက်ဆုံး၌မိမိကိုယ်ကိုမိမိဆုံးစီရင်ပြီးဟူ၍ပင်ချိန်ချကန့်ကွက်သည်တို့ဖြင့် Transrine သည်ရှိသည်များစီစဉ်ဥစ္စာတို့ကိုဆင်းရဲသားတို့အားဝေးငှလူတန်းရန်စီစဉ်ကိုဖြတ်လိုက်ရသည်သို့သောရင်းတို့ကသူကိုယ်တိုင်ကမတို့မထိသူ့ဇနီးကိုအားလုံးလွှဲအပ်လိုက်သည် လူသားဆုံးဖြတ်ချက်တိုင်းမှာကြေးပြားတပြားမှမရှိဘဲဆင်းရဲသားနဲ့သမားဘဝကိုခံယူနေထိုင်သည်။ထိုချိန်မှစ၍ Transrine သည်နူးညံ့သိမ်ဝေသောဖိုးရံဝိစင်တို့ကိုဆွန့်လိုက်သည်။လယ်သမားတို့နီးတူဝိကျန်းထေကျန်းကိုဝိစင်သည်။ဘိုးထိုက်တန်သောဖနက်ကိုမစီသူကိုယ်တိုင်မလမပမတိမတတ်ချုပ်ထားသည့်ဖနက်ကိုသာစီသည်။အခင်ကအမတ်ဘဝဖြစ်၎င်းဝင်ငယ်ကောင်းလာသောဇာယိစရာဘဝဖြစ်၎င်းမိဘရှင်ဘဝဖြစ်၎င်းရှေ့စဉ်ကစားသုံးခဲ့သည့်အတုံးဆောင်စားစာတို့ကိုဆွန့်လိုက်သည်။ ဲသမားတို့နေတူတက်သားပကံချမ်းပြင်ထည့်ထားသောစာချမ်းကိုသာစားတော်သည်တို့ပြင်သူသည်တားငါတို့ကိုမစားတော့တက်တက်လွတ်သာစားသည်ဒေါ်စရိုင်းကအကဲ၍လူတို့တယောက်သည်ငါကုတ်ဒရာရေးရာ၌အားထုတ်ခြင်း၌တကယ်စိတ်ဝင်စားမှုရှိလင်ထို့သူဖို့ရှေးဥစွာဗြဟ္မဆောင်ရမည်ဝတ်တရားသည်ကအသားစားမှုမှရှောင်ခြင်းမြန်တာဖြစ်သည်အကြောင်းကားအသားစားခြင်းသည်လူတို့အားစိတ်ဤအုတ်ထိန်မှုကိုနှောက်ယှက်ပေးစေသည်အပြင်လောဘဒေါသညာကဆသောမလိုလားဝယ်တရားများကိုတိုးပွားစေလေသည် အမှန်မှာအသားစားမှုသည် တရှိတတဝါတက်မှုကိုဖြစ်စေသောကြောင့်ဒုစရိုက်မှုဧကန်ဖြစ်ရလေတော့သည်ဟု၍မိမိအခံချက်ကိုရဲဝင့်စွာထုတ်ဖော်ရေးသားခဲ့သည်အဆိုပါဆိုင်ဆရာကြီးဒေါ်ရာဤနှမတယောက်သည်အသားကိုအလွန်ခင်မင်နှစ်ချိုင်လျက်တက်တက်လွတ်စားကိုအလင်းမစားနိုင်သူဖြစ်တနေ့တနေ့ထိုနှမသည်ဒေါ်ရာဤအိမ်သို့အလဲပတ်ရောက်လိုက်ဒေါ်စရိုင်းသားသမီးများကမိမိတို့အိမ်မှာတက်တက်လွတ်စားသောအိမ်ဖြစ်သဖြင့် မိတို့အခန့်ကျွေးမွေးရမည်ကိုမသိတဲ့ပြင်ဖခင်ကြီးအာမင်းမြန်သည်ထိုကတော့ဆိုင်ကချက်တကားကိုဧည့်သည်နှမဖြစ်သူထိုင်မိနေရာနာရှိဇပွဲခြေတော်တွင်ချီနောင်ထားစေသည်အနီး၌တာလီတာတစ်ချောင်းကိုလည်းထားစေ၏နှမရောက်လာ၍ထမင်းဇပွဲ၌ထိုင်သောကတော့ဆိုင်ကနှမလေးကအသားကိုဘယ်လောက်ကြိုက်နှစ်သက်တယ်ဘယ်လောက်ဆွဲလန်းတယ်ဆိုတာသိပါတယ်ကိုကြီးတို့ကလည်းအဲ့ဝိတ်ဂျီဝမ်ပြုစုလိုပါတယ်သို့တော့အိမ်မှာ အသက်တက်ဖို့လူကတယောက်တလေမှမရှိလို့အခက်ကြုံနေရပါတယ်ဒါကြောင့်အသားရဖို့အတွက်အနမလေးကိုယ်တိုင်လှုပ်ဆောင်မှအောင်မြင်နိုင်မဲ့နည်းလမ်းတစ်ခုပဲရှိပါတယ်ဟုဆိုလေသည်ထို့နောက်သားလီးသားနှင့်ချက်ကိုညွှန်ပြလေသည်ထို့ကတော်စွိုင်းနမသည်ချက်ကိုမတက်ရဲတော့ပြီဇွဲပေါ်ကြီးဟင်းဒီဟင်းရွက်ဆသောတက်တက်လိုအစာများကိုသာမှီဝဲ၍ရောက်ရဲတင့်နေခင်ရလေသည်တော်စွိုင်းဒီတစ်ဖက်ကဆိုင်ရင်းလျက်တစ်ဖက်ကလည်းလေသမားတို့နှင့်အတူလေတဲ့စုကိုစင်းက လောက်ကန်စားတောင်းနေသည်ထိုချိန်၌သူဝိထုတို့သည်ရုရှားတနိုင်ငံလုံး၌သာမကတကမာလုံး၏လေးစားချီးကျူးခြင်းကိုခံရနေပြီနိုင်ငံခြားဘာသာစကားမျိုးစုံဖြင့်လည်းဘာသာပြန်ဆိုခြင်းခံနေရပြီသူစာအုပ်များကိုဆောင်ရည်မြောက်များရိုင်းနှိပ်ထွက်ဝေနေရပြီထို့အတွက်ဉာဏ်ပူဇော်ကငွေမြောက်များလည်းရသည်ကန္နဦးကသာထုံမေတို့ကိုသူယူ၏ဇင်ရသားဘဝကိုခံယူပြီးသောအခါအယူတော့ပင်မိသူမဆိုသူအားဉာဏ်ပူဇော်ကငွေမပေးဘဲသူစာအုပ်များကို နှစ်သက်သလိုပုံနှိပ်ထွက်ဝေနိုင်သည်ဟုဆိုကား မိုဘိုင်းခွင့်ရေးကိုဆွံ့လွန်လာနေသည်။ဒေါ်စရိုင်းသည်လူသားချင်းချင်းယင်းရေးကိုပမာချိတ်ခင်ကျင်းနာရမည်ဟု၍လည်းကောင်းလူသားတို့ကောင်းကျိုးကိုဆောင်ရွက်ခြင်းသည်သာလူ့ဘဝ၏တိကလုပ်ငန်းကြီးဖြစ်သည်ဟု၍လည်းကောင်းယုံကြည်သူဖြစ်သည်။ထို့ပြင်စီစဉ်ဥစ္စာကျောဝချင်းနာခြင်းသည်အနှစ်သာရမရှိဟု၍လည်းယုံကြည်သူဖြစ်၏။သူတို့ပြည်သားမင်းများအားသူကဝင့်ဝင့်ဝါဝါမနေထိုင်မှနဲ့ရိုးရိုးကုတ်ကုတ်နေထိုင်မှလွတ်လပ်စွာနေထိုင်မှအလုပ်လုပ်ပါ လူသားချင်းချစ်ခင်ကျင်းတာပါတဘာဝလာကိုမြင်လို့ပါတဘာဝလာကိုခံစားရင်လေတဲ့ရတိုင်း၌လှုပ်လှုပ်ပါမှု၍ဆူဆုံးမှလည်းရှိသည်ဒီလိုဆူဆုံးမှသည့်အချိန်လည်းသူကိုယ်တိုင်ကြင်ကြံနေထိုင်သည်သူသည်နေ့စဉ်နေ့တိုင်းရှင်းနာရီတွင်အိမ်ယာမထကတော့တဲ့သူလမ်းလျှောက်ထွက်သွားလည်းရှိသည်တော့တဲ့သူရောက်တော့ကတင့်မြင့်တစ်ခုပေါ်တွင်ထား၍ထိုနေ့အတွက်စဉ်းစားဆင်ခြင်ခြင်းကိုပြုလေသည် ထို့နောက်အိမ်သို့ပြန်လာကလေသမားတို့ဤသူစာချမ်းကိုစာရင်ထို့နောက်နေ့လည်းဒီစာဖတ်ခြင်းစာရေးခြင်းကိုပြုလုပ်သည် မိုးလဲချိန်လိုရောက်တော့အခါစာဖက်စာရေးသေးမှုကိုရန်နာကလဲတဲ့သူစင်သည်လဲသမားတို့နဲ့အတူလုံလုံဤနနက်ကစာကို အားဆိုင်ယူရေးပါကလဲတဲ့တွင်ပို၍အားဆိုင်ကလောက်ကန်သည်သူသည်ညာအားကြည့်သည်နှင့်မျှကာယအားလဲကြည့်သည်ညီသည့်အလောက်ချမ်းကိုမစိုးလဲသမားတို့နဲ့အတူရေကမောကစကားပြောကပြင်ပြီးနိုင်လုံနိုင်အလောက်တန်း၍ညာပိုင်းသို့ရောက်တော့အခါသူသည်အားပင်ညံသည့်စိတ်လူသည်ဖြင့်စာရေးပြန်သည်တော်စရိုင်းဤအလောက်ကိုအံ့ဘွယ်ချင်းမြန်တို့သည် မိမိအတွက်တပါသူကလောက်ကန်ပေးခြင်းကိုမလိုလားမိမိဖာကလောက်ကန်တင့်သည်ဟုယူဆသည်ထို့ကြောင့်သူစားဖို့အတွက်သူကိုယ်တိုင်လည်းလှုပ်ခြင်းဖြစ်သည်သူစီးရန်ဖဏတ်အတွက်သူကိုယ်တိုင်ချုပ်လှုပ်ခြင်းဖြစ်၏ထို့ပြင်သူအခန်းကိုတပါသူမလဲခြင်းဟာသူကိုယ်တိုင်လဲခြင်းသည်သူအိယာကို သူကိုယ်တိုင်ပြင်သည်တင့်သည်တဏ္ဍနဲ့တွင် သူ၏၁၇နှစ်သမီးအရွယ်သမီးထွေးကလေးကအိယာမာထကပြတင်းပေါင်းမှလှမ်းလျက်အဝေးသို့ငေးကြည့်နေ၏ထိုခိုက်စီရန်တို့ကသမီးငယ်၏အိယာကိုတင်ပေးနေရသည် ထိုချင်းရာကိုတော့စရိုင်းမြင်တော့ကမနစ်မြို့ဖြစ်သွားသည်ထိုကြောင့်သူကသမီးငယ်အားသမီးရဲ့ကြမ်းကြမ်းမာမာဖြက်ဖြက်လန်းလန်းနဲ့လောက်နိုင်ကိုင်းနဲ့သမီးကဘာမှမလုပ်ပဲနေပြီးသမီးထံအတက်ရွယ်ကြီးသူကသမီးတွေလှုပ်ပေးနေရတယ်ဆိုတာမသိတော့ပါဘူးကွယ်ဟုညင်သာစွာဆုံးမသည်သမီးငယ်လေးသည်ထိုနေ့မှစ၍အစီအကံကိုမခိုင်းတော့သူ့ဘာသာသူအရာကိုတင်ချင်းပြင်ဆင်ချင်းပြုလုပ်နေတော့သည်တော့စရိုင်းမိတ္တာစေကရုဏာစေအန်အောဝဲကြီးမှပြင်းထန်သူဖြစ်သူက အရင်ဒီကျွန်ုပ်တို့ဤရွှေငွေတို့ကို၎င်းအင်ယာမြေတို့ကို၎င်းလုပ်ငန်းဆောင်တာတို့ကို၎င်းကားများတို့ကို၎င်းသိမ့်ပိုက်တို့နှင့်သိမ့်ပိုက်နိုင်ပါသည်နောက်ဆုံးကျွန်ုပ်ဤတက်ကိုယူရိုလင်းနဲ့ယူနိုင်ပါ၏တို့ရတွင်ကျွန်ုပ်အားချိန်ပြားဆွဲကန်စီလျက်ကျွန်ုပ်ဤအင်းဒီချင်းတူဤကြောကိုရိုက်ပုတ်ရန်ဘရင်ကစီခန်းလင်ကကျွန်ုပ်နာခံမည်မဟုတ်ကညင်ပယ်မိတာကျွန်ုပ်ဒီမိရီလူသားကိုမှမညင်စဲနိုင်ပါမဖန်စီနိုင်ပါပြည့်တယ်မပေးနိုင်ပါမတတ်နိုင်ပါဟူ၍ဇိုကဘူလီသည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ